Residival Dead Island ရုပ်ရှင်အားဆိုရင် Residival Fight 6နဲ့ Vendetta ဖြစ်ရတဲ့အပြီး Residival 7မတိုင်ခင်ကာလမှာဇက်အင်တီထားတာဖြစ်ပါတယ်။အနည်းဆက်ဆုံးဖြစ်တဲ့ Residival Vendetta အပြီးနောက်ထပ်တစ်နှစ်ကျော်ကာလအတွင်းမှာဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမြို့လက်တနေရာမှာလီယွန်ဟာ US အစိုးရရဲ့တရင်ပေးမှုတစ်ခုနဲ့အတူအန်တိုနီယိုတေလာဆိုတဲ့လူတယောက်ကိုရှာဖို့တာဝန်ကျလာပါတယ်။သူ့ရဲ့မရှင်တွင်းမှာတော့အရင်ဗန်ဒတာမှာမတည်သွားခဲ့တဲ့ရန်သူတော်ဟောင်းမာရီယာရဲ့နောက်ဆက်မှုကြောင့်ကြာရှုံးသွားခဲ့ရပါတယ်။ကလီယာရာဖီဟာလည်းထာရာစစ်ရဲ့တာဝန်ပေးမှုကြောင့်ဝီလာငါးတွေတည်ဆုံနေတဲ့တရင်ကိုလိုက်နေပါတယ်။ဝီလာငါးတကောင်ဟာမြို့တုံးနေပြီဖြစ်တဲ့ငမန်းကိုက်ရာကြောင့်တည်ဆုံပြီးတောက်တင်နေပါတယ်။ဒါပေမဲ့မြို့တုံးနေတဲ့ငမန်းမျိုးစိကိုက်ရာကတာမန်ထက်ပိုထူးခြားနေတဲ့အချက်တွေကြောင့်ကလီယာအတွက်လည်းထူးဆန်းနေပါတယ်။နောက်တစ်ဖက်မှာတော့ဂျေးပလန်တိုင်းဟာရက်စီပဲဖိုက် ြီးမှ BSA ကိုပြန်လည်ပူးပေါင်းထားပြီလည်းဖြစ်ပါတယ်ခရစ်နဲ့အတူ BSA တာဝန်တွေကိုဆောင်ရွက်နေခဲ့ပြီးတရက်မှာ T-virus ကူးစက်ခံရသူတွေကိုကယ်တင်ဖို့အတွက်သူ့ရဲ့တက်ကူတွေကိုမဆောင်ပဲတယောက်တည်းလုပ်ပါတယ်ခရစ်တိုရောက်လာတဲ့အချိန်မှာတော့မစင်မချင်းလုပ်နေတဲ့ဂျေးနဲ့ကူးစက်ခံရပြီးသူတွေကိုဒါတွေ့ရှိခဲ့ပါတယ် BSA ဌာနချုပ်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့ Rebecca ချင်းပါရဲ့ပြောပြမှုကြောင့်ကူးစက်ခံရသူတွေဟာကိုက်ခံရတာကြောင့်မဟုတ်ပဲလေကနေကူးစက်နေတဲ့ T-virus အသစ်အကြောင်းခရစ်တိခဲ့ရပါတယ်ဒါကြောင့်ဂျေးကိုလည်းသူတို့စိတ်ပူနေခဲ့ပါတယ်ဒီလိုနဲ့ခရစ်ဟာတနက်ပြက်လေးကျင့်နေတဲ့ဂျေးစီသွားပြီးနောက်ကျင်တွေမှာ မစင်မချင်းမလုပ်ဖို့ကိုနားရှာနေခဲ့ပါတယ်ဂျေးကလည်း Residive Fight Gala မှာ Waska ရဲ့ Brainwash လုပ်တာခံထားရပြီးကတည်းကသူ့ကို BSA ကလူတွေနဲ့ Chris Coden ကပါမယုံကြည်နေကြကြောင်းကိုသဘောပေါက်ပါတယ်လို့ပြောပါတယ်ဒါပေမဲ့ Chris ကတော့အဲ့လိုမဟုတ်ခဲ့ပါဘူးသူစိတ်ပူလို့ဖြစ်ကြောင်းသာပြောပါတယ် 1998ခုနှစ် Raccoon City Outbreak ကာလအတွင်းမှာ Dylan Bowen နဲ့ Umbrella ကာကွယ်တပ်စုတစုဟာပြည်သူမဟုတ်တဲ့အစိုးရအဖွဲ့ဝင်တွေကိုကယ်ထုတ်ဖို့တာဝန်ပေးရှင်းခံရပါတယ်။ဒါပေမဲ့ virus ကူးစက်ခံရသူတွေရဲ့တိုက်ခိုက်မှုကြောင့်သူတပ်ဖွဲ့ဝင်တွေဟာအပြင်းထန်ဒဏ်ရာရရှိကုန်ပါတယ်။ Umbrella ဌာနကိုအသိပေးလိုက်တဲ့အခါမှာတော့တိုက်ခိုက်ခံရသူတွေဟာကူးစက်ခံဖြစ်နေတာကြောင့်အဲ့နေရာကိုရှင်းလင်းဖို့ကိုပဲအမိန့်ပေးရှင်းခံလိုက်ရပါတယ်။နောက်ပြီးအသက်ရှင်နေသေးတဲ့ Dylan လိုလူတွေကိုကယ်ထုတ်ဖို့မလုပ်တော့ဘဲ Raccoon City တမျိုးလုံးကို Resident Evil 2နဲ့3မှာပါခဲ့တယ်လို့ Nuke နဲ့ဖြက်စီးပစ်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ Dylan ဟာ Raccoon City ဖြစ်ပျက်ကနေလွတ်မြောက်သူတွေထဲမှာပါခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အတိတ်ကမှတ်ညံတွေကြောင့် US အစိုးရတစ်ခုလုံးကိုအယုံကြည်ကင်းမဲ့နေပါတယ်ဒီလိုနဲ့ villain တယောက်ဖြစ်လာခဲ့ပါတော့တယ်အခုချိန်မှာတော့ Dylan ဟာ T-virus မျိုးကွဲအသစ်တစ်ခုကိုဥဆောင်ပြီးလုပ်နေပါတယ် Dylan ဟာ Maria ကိုလည်းသူ့ဖက်ပါအောင်လုပ်နိုင်ခဲ့ပြီးဒေါက်တာ Taylor တို့နဲ့အတူ Ecadress ကျွန်းပေါ်မှာစမ်းသပ်မှုတွေလုပ်နေခဲ့ပါတယ်တစ်ဖက်မှာတော့ Claire ရဲ့စုံစမ်းမှုကြောင့် Chris, Jane နဲ့ Rebecca တို့ဟာ T-virus ကူးစက်ခံနေရတဲ့ရင်းမြစ်ကိုသိရှိသွားခဲ့ကြပါတယ် Ecadress ကျွန်းပေါ်ကိုအလဲပတ်သွားတဲ့သူတွေဟာသူတို့အခုကြုံနေရတဲ့ virus ကိုကူးစက်ခံရတာအများဆုံးဖြစ်နေပါ ါတယ်။ဒါကြောင့် Chris, Jane နဲ့ Claire တို့ဟာ Ecadress ကိုသွားဖို့ပြင်ဆင်ကြပါတယ်။ Rebecca ကတော့ဖြည့်ဆည်းဖို့နိုင်ဖို့အတွက်ရုံးချုပ်မှပဲထားခဲ့လိုက်ပါတယ်။ Ecadress ကျွန်းပေါ်ကို Chris တို့တောင်းရောက်လာတဲ့အချိန်မှာတော့ Dylan ကတိသွားပြီး Device Operate တခုကိုဖန်တီးလိုက်ပါတယ်။ Dylan ကတော့၆လုံးပြတ်တဲ့ထဲမှာကြည်တောင်းထည့်ပြီးသူ့တရားမဲ့ရက်ရောက်ပြီလားကိုမကြာခဏဆန်းသက်လိမ့်ရှိပါတယ်။သူ့ရဲ့အတိတ်မညံ့နေတဲ့မှာတော့ကူးဆက်ခံနေရတဲ့သူ့တပ်ဖွဲ့ဝင်တွေနဲ့သူ့အချက်ဆုံးတငယ်ချင်းကိုပါဆုံးချုံထားရပြီးကယ်ဆယ်မှုမလုပ်ခဲ့တဲ့အစိုးရကိုလက်စားရှိဖို့ပဲအမြဲတွေးနေပါတယ်။ Jay ကတော့ရေဆိုးမြောင်းဖက်မှာရှင်းလင်းရေးလုပ်နေပြီး Leon နဲ့ဆုံခဲ့ပါတယ်။ Leon ဟာလည်း Actress Jones ပေါ်မှာဒေါက်တာ Taylor ကိုရှာဖို့အတွက်ရဲ့ US အစိုးရရဲ့အမိန့်ပေးမှုတွေကြောင့်ရှင်းလင်းရေးလုပ်ဖို့အတွက်ရောက်လာခဲ့တာဖြစ်ပါတယ်။ Dylan ရဲ့အကွက်ချစီစဉ်မှုတွေကြောင့် Leon, Chris နဲ့ Claire တို့ဟာ virus ကူးစက်ခံခဲ့ကြရပါတယ်။ Jill ကိုတော့ကိုတက်ဖွဲ့ဝင်နဲ့ချစ်ရတဲ့သူကိုတက်ရတဲ့ခံစားချက်အကြောင်းနားလည်စေဖို့အတွက်ခြံထားခဲ့လိုက်ပါတယ်။ဒါပေမဲ့လည်းရုံးချုပ်က Rebecca ဟာဖြည့်ဆေးရှာသူဖြစ်တာကြောင့် Christos ကြီးအမြင်လာနေခဲ့ပါတယ်။လမ်းမှာ Jane နဲ့တွေ့ပြီးဖြည့်ဆေးကိုအချိန်မီထိုးပေးနိုင်မှုကြောင့်သာ Leon တို့အသက်ရှင်နိုင်ခဲ့ကြပါတယ်။ Dylan ကတော့တကဘာလုံးကိုသူ့ရဲ့ bias တွေဖြန့်ဖို့စီစဉ်နေပြီလေ ဖြစ်ပါတယ်အခြေအနေပြောင်းကောင်းသွားတဲ့ခရစ်စတိုကတော့တကဘာလုံးကိုကယ်တင်ဖို့အတွက်ဒိုင်လန်ကိုတားဆီးဖို့လုပ်ကြပါတယ်လီယွန်ကတော့ရန်သူတော်ဟောင်းမာရီယာနဲ့တိုက်ခိုက်နေရပြီလည်းဖြစ်ပါတယ်မာရီယာကသူ့အဖေနဲ့အကိုအတွက်လက်စားရှိနိုင်ဖို့လီယွန်ကိုအသေးအတန်တတ်ဖို့လုပ်ပါတယ်ဒါပေမဲ့လည်းလီယွန်လက်ချက်နဲ့သူပဲအသက်ထွက်သွားခဲ့ပါတယ်ဂျေရိုကတော့ဒိုင်လန်နဲ့တိုက်ခိုက်နေကြပါတယ်လူအင်အားမမျှတာကြောင့်ဒိုင်လန်ကသူ့ကိုယ်သူဘိုင်ယိုဝေပွန်ထိုးလိုက်ပြီးမွန်စတာဖောင်အဖြစ်ပြောင်းလဲလိုက်ပါတယ်နောက်ဆုံးမှာတော့ခရစ်ဂျေရိုရဲ့လက်မှာပဲအသက်ထွက်သွားခဲ့ပါတယ်ကလဲယာနဲ့ရီဘကာတို့ကတော့ဗိုင်းရပ်စ်ပြောင်းပွားမှုကိုတားနိုင်ခဲ့လိုက်ပါတယ်ဒီလိုနဲ့ရက်စစ် ိပဲ Dead Island ရုပ်ရှင်ဟာဖန်ကြိုက်လုပ်ပေးခဲ့ပြီးဂလက်စားရှည်ခြင်းနဲ့ villain တွေရဲ့ villain တွေကိုတားဆီးတဲ့ဖန်တွေအကြိုက်ဆုံးလူတစုရဲ့အဆုံးသက်ကောင်းစွာပြီးဆုံးသွားခဲ့ပါတယ်